မာနဆိုင်အတွင်ထမင်းစားချိန်ဖြစ်သောကြောင့်လူကြသည်တဏှာလေးရအောင်ဆောင်ရသည်ဦးလေးဒီမှာတဏှာလွတ်ပြီကျွန်တော်ကဆိုင်ခုံနှင့်အနီးတွင်ဝင်ထိုင်လိုက်သည်ဘာနဲ့စားမလဲဦးလေးငါးကြုံနဲ့ပဲဟင်းပေးကွာဆိုင်ရှင်ကတဘောကောင်းသည် ပကံထဲတွင်ပဲပင်ပေါက်ကြော်ရောအာလူကြော်ပါထည့်ပေးလိုက်သည် ထမင်းစားနေစဉ် ခမင်းတထုတ်ပေးပါ ဟင်းပါသေးလားဆရာဟင်းတဝဲဘယ်လောက်လဲဘိုင်းစားမလဲဆရာဘဲဥဆိုရင်ရောတလုံး300နှလုံးတစ်ပွဲ900တလုံးမဲ့ပေးပါဟာဘဲဥကုန်နေပါလားဆရာခဏလေးထိုင်ဆောင်ပေးပါနော်ဘဲဥဟင်းကုန်နေလို့တွားယူခိုင်းထားတယ်ဈေးဝယ်သူကကျွန်တော်ရှင်းမခုံတွင်ထိုင်လိုက်သည်လူကအတော်လေးပိန်သည် အဝတ်အစားကလည်းနွမ်းသည်သူကဆဲလေးကိုအိတ်ထဲကထုတ်လိုက်ပြီဆဲလေးတောက်မယ်နော်ဟုကျွန်တော်ကိုကြည်ကားပြောသည်ကျွန်တော်ကကောင်းညိပြလိုက်သည် သူကဆဲလေးကိုမီးချင်းနှင့်ညှိကားဖွာလိုက်သည်လက်ထဲတွင်ထမင်းထုတ်လေးကိုကင်ထားသည်ကျွန်တော်စိတ်ကလည်းတနာတည်းထမင်းကတထုပ်ဘဲဥလေးတစ်လုံးထဲဝယ်တာမတတ်နိုင်လို့လားဟုစိတ်ထဲတွေးလိုက်မိသည် အကယ်၍များသူက လက်ခံမည်ဆိုလင်ထမင်းဖိုးနှင့် ဟင်းကောင်းကောင်းတပွဲဖိုးကိုဒါနလုပ်ခြင်းသည်ထို့သော လူအရဲ့အကယ်လည်းကြည်ရသေးသည် နေရာတိုင်းလိုက်လူရွေးမဖြစ်အချို့သောသူတွေမှာပျက်စီးမဲ့မာနလေးတွေရှိကြသည်ပြီးတော့ဆန့်ရှင်ကောင်မလေးကဆရာဟုခေါ်ထားသဖြင့်ဆင်ခြင်နေရသည်ဘာဆရာမှန်းတော့မသိဆရာဘဲဦးရပါပြီ သူကဘဲဥထုတ်ကလေးကိုယူလိုက်ပြီးအိတ်ထဲကတထောင်နံလေးတရွက်ကိုထုတ်ပေးလိုက်သည်။ဆန်ရှင်ကလူများနေသောကြောင့်ပတ်စံကိုလှမ်းမယူနိုင်သည်။သူကပတ်စံလေးကင်ကလှမ်းပေးနေသည်။ဆန်ရှင်က သူ့ပတ်စံကိုလှမ်းယူလိုက်သည်။ထို့နောက်ပတ်စံပြန်အန်းသည်။ကျွန်တော်ကလည်းဘာကြောင့်မှန်မသိထမင်းစာရင်ကြည့်နေမိသည်။ဒီမဆရာဆန်ရှင်ပေးသောပတ်စံကို သူကကင်ကြည့်နေသည်။သူကပတ်စံကိုကင်ပြီးရက်နေသည်။ ထုတ်နောင်ဒီမှာဘာယူအောင်လို့လဲဆရာပတ်စာအန်းနာမှားနေတယ်ဘဲဦးနဲ့ထမင်းတထုပ်ဘယ်လောက်လဲ900လေဒီမှာမှားအန်းထားတယ်ဘာမှားလို့လဲဆရာ4500ပြန်အန်းထားတယ်လေငါပေးတာ1000နဲ့မဟုတ်ပါဘူး9000ထက်မှာကလေးမမဟုတ်ဘူး1000နဲ့ကို900ပဲပြန်အန်းရမှာရော့ သူကပတ်စာပုံငွေကို ပြန်ပေးပြီး900ရံတရွက်ပဲယူသွားသည်အချို့သောအမြင်နှင့်အချင်များသည်ကြွားချတတ်သည်လူတယောက်ကိုအသွင်အပြင်လောက်ကြည့်ပြီးမယုံမသာလုံးမည်သူဟုထင်ရမဖြစ်နိုင်ပါကျွန်တော်ကတော့အတွေ့တစ်ချက်ရလိုက်သည်သူ့နေရာမှာငါထမင်းစားပြီးပြီဖြစ်သောကြောင့်ဆန်ရှင်ကောင်မလေးကိုပတ်စံသွားရှင်သည်ဦးလေးကတထောင်အသည့်ပဲကျွန်တော်ကတထောင်နဲ့တရွက်ထုတ်ပေးလိုက်သည် ဟေးကြည်လည်းလို့အောင်တထောင်နာမဲပေးတာမှားပြီပြန်မအပ်နဲ့နော်မမားပါဘူးဦးလေးရဲ့ဘတော်မှမမားပါဘူးမမားဘူးသာဆိုတဲ့စစောကတထောင်နာပေးတာကို9000တန်နဲ့မှားအပ်နေပြီတော့အဲ့ဒါတသက်မှားအပ်တာဘာတမင်ကိုမှားအပ်တာဟုတ်လားဟုတ်တယ်ဆရာကြီးကိုကူညီခြင်းလို့တသက်ကိုမှားပေးတာလက်ကိုမခံဘူးเจ้าเสียล่ะဟုတ်တယ် ။တမီးတို့ငငယ်ကလေးကတင်လာတဲ့ဆရာကြီး။အိုးကွယ်ဆရာကောင်မသွားပြမရသလား။ဒီတိုင်းပေးလဲမယူဘူး။ထမင်းထုတ်သွားပေးလဲမယူဘူး။မာနရှိတာပေါ့ကွယ်။ဘယ်မှာနေတလဲငါလည်းသူ့ကိုစိတ်ဝင်စားတယ်။နေဆရာကောင်မရှိတော့တာ။ဆရာကြီးအကြောင်းပြောရရင်အရှေကြီး။ခုဆိုဖုန်းကြီးကြောင်းမှာကတ်နေတာ။ဟုတ်လား။နောက်ဆိုကိုဆရာကိုအဲ့ဒီလိုမဆန်းနဲ့နော်။ ဆရာတိုင်းမှာမာနလေးတွေရှိတယ်ကွယ်ဆရာတိုင်းတော့ဟုတ်မှမထင်ဘူးတမီးတို့ဆရာကြီးမှာပဲအဲ့ဒီလိုမာနရှိတာအော်အေးအေးကျွန်တော်အตาလေးပြန်ထွက်လာခဲ့ပါသည်